ြန်မာနိုင်ငံမှာရေဘေး၊မုန်တိုင်းဘေး၊ငလျင်ဘေးစတဲ့သဘာဝဘေးရန်တွေတွေနှစ်စဉ်ကြုံတွေ့နေရတာကြောင့်စိုက်ပျိုးရေးကဏ္ဍမှာဘလို့ထိခိုက်နေသလဲဆိုတဲ့အပေါ်နိုင်ငံတော်ကလေ့လာဆန်းစစ်ကြည့်တင်ကြောင်းထောက်ပြလျက်ရှိပါတယ်။မြန်မာနိုင်ငံအတွင်းကသဘာဝဘေးရန်တွေကိုရင်ဆိုင်ခဲ့ရတဲ့မန္တလေးတိုင်းဒေသကြီးနဲ့စကိုင်းတိုင်းဒေသကြီးမှာစိုက်ပျိုးမြေစည်းလွှာတွေပျက်စီးသွားတဲ့အတွက်နိုင်ငံတော်အစိုးရကစိုက်ပျိုးရေးကဏ္ဍမှာအဓိကဆောင်ရွက်ပေးတင်ကြောင်းပြည်သူ့လွတ်တော်ကိုယ်စားလှယ်ဟောင်းဦးစိန်ဝင်းက CNN သတင်းဌာနကိုပြောပါရစေ။ငွေငွေလောက်တဲ့ဧရိယာတွေကို တိုင်ပြည်ဒီမုံမှာရေပြင်းရင်းလုပ်ငန်းတွေပုံဥစားပေးပြီးလုပ်ဖို့အကဲအနေနဲ့အကြံပြုပါလေ။ဟောအဲလိုလုပ်ပြီးလို့ခုတ်ဘက်ဒီမိုးရည်ချောင်းလာလောက်ပြီးသွားရင်တော့ဆောင်းရည်ဆိုရင်တော့ရင်ပြည်ပြင်းနဲ့ဆိုက်လို့ရမယ်လို့ခင်ဗျာအဲလိုတွေးပါလေ။ဆောင်းလူရဲ့သမားကြီးမှာဒီလိုရင်းနှီးမြှုပ်နှံမှုဝင်မရှိဘူး။ပြီးခဲ့တဲ့ငွေရည်ဒီမှာလေးရှင်းလာတယ်။သူတို့ 你我了，人家跟我了水生家嘞地，水生人的嘞呢，把我那边人弄来去了，这边呢，上上上嘞，可啊？我到今年来请才要来的，哎呦，这个的起么都二十、三十的。 ကဘာပဲဖြစ်ဖြစ်ဘာကြီးနေပဲဖြစ်ဖြစ်သူတို့မှအရင်ကြီးမရှိဘူးလဲပါပြီ။တော့အပြားနေပြီးရှာဖို့ဆိုရင်ငွေစားငွေနာလေးတွေရွှေစားရွှေနာလေးတွေရှိမှလည်းရှာလို့ရတယ်။အဲ့တော့စိုက်ပျိုးရေးဌာနကရော့သွားနိုင်တယ်လို့အငယ်နေနေစိုက်ပျိုးရေးကရော့သွားရင်စိုက်ပျိုးရေးတော်အစုကငဲသွားမှာပေါ့။နော်မဆိုင်နိုင်တော့မဝင်နိုင်တော့ဘူး။ဝင်နိုင်တော့စိုက်ပျိုးရေးတော်အစုအနေနဲ့ငဲသွားမယ်။အဲ့ဒီကိစ္စကိုလည်း နိုင်ငံတော်ဆိုအနေနဲ့ဒီလိုမျိုးမဖြစ်အောင်တစ်ဖက်တစ်လမ်းအနေနဲ့နှစ်တုံနှစ်ချီတွေငွေချိပေးဖို့ကိစ္စတွေငင်းနေနေတဲ့ဒေတာယူဦးစားပေးပြီးဆောင်ရွက်ဖို့အဲလိုအံငယ်အကြံပေးတာမြန်မာနိုင်ငံမှာ2025ခုနှစ်မတ်လ28ရက်ကငလင်းလှုပ်ခတ်ခဲ့တဲ့စကိုင်းတိုင်းဒေတာကြီးမန္တလေးတိုင်းဒေတာကြီးနေပြည်တော်ကောင်စီနယ်မြေပဲခူးတိုင်းဒေတာကြီးမကွေးတိုင်းဒေတာကြီးရှမ်းပြည်နယ်တို့ကိုအရေးပေါ်အခြေအနေကြီးညာပြီးကုညီကယ်ဆယ်ရေးဆောင်ရွက်နေပါတယ်အလားတူ2024ခုနှစ်စတင်ပါလာကရန်ကုန်တိုင်းဒေတာကြီးနေပြည်တော်ကောင်စီနယ်မြေရ ရှမ်းပြည်နယ်၊ပဲခူးတိုင်းဒေသကြီး၊မကွေးတိုင်းဒေသကြီး၊ရခိုင်ပြည်နယ်၊စကိုင်းတိုင်းဒေသကြီး၊မန္တလေးတိုင်းဒေသကြီးတို့မှာရေကြီးရေရှမ်းမှုတွေဖြစ်ပွားပြီး၊ကုညီကဲဆဲရေးတွေဆောင်ရွက်ခဲ့ရပြီးလေယာဉ်မြေတွေပျက်စီးကစိုက်ပျိုးရေးအထွတ်အမြတ်လျှော့ချခဲ့ပါဗျ။အဲ့ဒီနောက်2023ခုနှစ်မေလ14ရက်ကရခိုင်ပြည်နယ်အတွင်းမှာရခိုင်မိုခါမုံတိုင်းတိုက်ခိုက်မှုကြောင့်ရခိုင်ပြည်နယ်အတွင်းကလေယာဉ်မြေတွေပျက်စီးဆုံးရှုံးခဲ့ပါဗျ။စကိုင်းတိုင်းဒေသကြီးမှာငလျင်မတိုင်ခင်ရေကြီးရေရှမ်းမှုဖြစ်ပွားခဲ့တာကြောင့်မြေစီလွာအကွဲခြင်း၊မြေစီလွာရွေ့သွားခြင်းကြောင့် ဇီလန်ပြန်ကောင်းဖို့တနည်းလောက်စောင့်ရမယ်လို့စကိုင်းတိုင်းဒေသကြီးမှစိုက်ပျိုးရေးသမားတဦးက CNN သတင်းဌာနကိုပြောပါရတယ်။ကျွန်တော်တို့ပြန်စိုက်လို့ရတယ်။အထွက်လုံးနဲ့ပါနေရကြတော့ကျွန်တော်တို့ဒီနည်းနဲ့ဖတ်မှာပဲဘောနော်ဒါပေမဲ့ကျွန်တော်တို့ကမြေရရွှေ့သွားတဲ့ပုံစံမျိုးဆိုတော့အခြားထွေထူးထူးကြောင်းလဲသွားတော့မရှိဘူးကြ။ရိုင်းမဲစိုက်နေကြတယ်အကုန်လုံးနဲ့လေ။ပုံမှန် နှုံထားအတိုင်းတော့မှပြည့်မီဖို့တော့မလွယ်ဘူးပေါ့နော်ကျွန်တော်ရော့သွားနိုင်တယ်ရော့သွားနိုင်တယ်ဆိုတာကကျွန်တော်ဒီမြေစီပေါ့နော်မြေစီဝဲရတာကွာကအရင်နဲ့ဈေးမတူဘူးဖြစ်သွားတယ်ဒီဒီနှုံနေတက်သွားတယ်ဟိုဝဲရ transportation ကတွေပို့ပြီးတော့ဆက်ချက်ခါတွေညားလာတဲ့အတွက်ကြောင့်မို့ပုံမှန်နှုံထားတတ်တော့အနေငယ်ရော့နိုင်တယ်ပုံမှန်တော့ဘယ်လိုမှဖြစ်နိုင်ဘူးပေါ့နော်အဲ့လိုကျွန်တော်ဒီဘက်ကနေထားဖို့ပဲပြောလို့ရမှာပေါ့နော်အဲ့ဒါတော့ကျွန်တော်အရင်ဆုံးပေါ့နော်များသောအားဖြင့်ကျွန်တော်ဒီဂျာနီမှာဖြစ်သွားတာကဟိုမြေကြီးအက်ွယ်သွားတာတွေပါတယ်ပေါ့နော်ဒါပေမဲ့ကျွန်တော်တို့ဒီပုံမှန်ထုံမယ်ထုံပြီးသွားလို့ရှိရင်ဒီ န်တစ်ခုပေးပြီးတော့ဒီမျိုးစာနဲ့ပြင်နှံ့တဲ့အပိုင်းတွေတော့ရှိမှာအဲ့လိုအဲချမ်းကြီးတွေကမှကျွန်တော်တို့ကပေါ့ပုံမှန်မြေသားပြင်ဖြစ်အောင်ခဏပြင်ဟာနားနဲ့ပေါ့နော်ဥမာ45ရက်တော့မဟုတ်ကျွန်တော်တို့ရက်90လောက်တော့ပြင်နှံ့ရတယ်ပေါ့နော်အဲ့လိုပုံစံနဲ့ပြင်ပြီးဆိုက်လို့ရှိရင်ပုံမှန်တိုင်းတော့ပြင်ဖြစ်တယ်ပေါ့2023ခုနှစ်မေလ14ရက်ကတိုက်ခတ်ခဲ့တဲ့ယာဂီမိုခါမုံတိုင်းအရှိန်ကြောင့်နိုင်ငံတော်ဝန်ရေးကြီးရေရှမ်းခဲ့ပြီးစိုက်ပျိုးဧက6သိန်းနီးပါးပျက်စီးဆုံးရှုံးခဲ့တယ်လို့ NASA ကထုတ်ပြန်ခဲ့ပါတယ်နေပြည်တော်အပါအဝင်တိုင်းဒေသကြီးနဲ့ပြည်နယ်တချို့မှာရေကြီးရေရှမ်း ံမှုကြောင့်စပားဆိုင်အေက၈သိန်းနီးပါး9,300တောင်ပျက်စီးခဲ့တာကြောင့်အခြားသီးနှံဆိုင်အေက9,000ကျော်9,324ပျက်စီးဆုံးရှုံးခဲ့တယ်လို့ထုတ်ပြန်ကြမှာဖော်ပြထားပါတယ်။